လာပါကျွန်တော်ဒီနေ့ကြတော့လောကမှာကျင်းနေမှုမရှိဘူးဆိုပြီးမှပြောပြချင်ပါတယ်ဆင်းရဲတဲ့သူတယောက်ကြတော့ဒီလောကမှာရွှေမွေးရွှေချစ်ရှိကျွန်တော်အယံပြုံပါပဲလို့ထင်နေပါတယ်ချားတာတဲ့တယောက်ကြတော့ဒီလောကမှာဂျမ်းမာချင်းဝမ်းမြောက်ချင်ရတယ်လို့သူကအဲ့လိုထင်ကြတာမြစ်စိကတဲ့သူတယောက်ကြတော့ဒီလောကကြီးထဲမှာကျွန်တော်တစ်ခဏပဲဖြစ်ဖြစ် ဒီလောကကြီးထဲမှာကျွန်တော်မြင်ချင်တယ်လို့ထင်တဲ့ကြာမချမ်းမာတဲ့သူကတော့အော်ချမ်းမာချက်တဲ့ပြူရှင်ချင်းတဲ့ဝမ်းမြောက်ချက်တဲ့ရချင်လို့ထင်နေပါတယ်တယောက်တည်းရှိတဲ့သူကမိသားစုနဲ့အော်မိသားစုနဲ့အတူနေချင်တယ်မိသားစုနဲ့အတူအန်တီမေလို့ထင်နေကြတာဟုတ်ပါတယ်ဒါပေမဲ့စီကြပါနဲ့မစီကြပါနဲ့ဘာကြောင့်လဲဆိုတော့ဒီလောကမှာကျွန်တော်တို့ဉာဏ်မှုဆိုတာမရှိပါဘူးအဲ့တော့ကျွန်တော် ကျဆတ်ပပပြမှာဖြစ်ပါတယ်ယတိကျအခန်းကြီး20နှစ်နီးစစ်တော့ငါဒီအလဖန်ဖြစ်ပြီးပုံမရလည်းဖြစ်၏အိုးဆိုးတော့သူနောက်ဆုံးတော့သူဖြစ်၏အစာနဲ့အစိုးလည်းဖြစ်၏အကြောင်းကျွန်တော်တို့ကလည်းဒီလောကမှာရှင်နေမှုဆိုမရှိပါဖြစ်ပါတယ်အတော့သူသူနည်းသူဆိုဒီလောကထဲမှာလည်းမရှင်နေပြီးမှကျွန်တော်တို့ကဘသူစဒီလောကကြီးနဲ့တူတူခဲ့၏ဒီလောကကြီးထဲတော့မှကျွန်တော်တို့မြင်ချက်မရှင်နေမှုနဲ့ကျွန်တော်တို့အဆောက်အအုံမှာ ောက်အောင်တမလို့တွေ့ရောကျွန်တော်တို့မချင်တဲ့ moment ဖတ်ရချင်တယ်။ဒါဒီချစီစားပါမည်ဆိုရင်ကျွန်တော်ပြောချင်တာကျွန်တော်တို့ယေရှုခရစ်တော်ကိုကျွန်တော်တို့မြင်မြင်ကြည့်ပါရှိဆိုပြီးမှကျွန်တော်တို့ယုံကြည်ပြီးမှကျွန်တော်တို့ကိုးကွယ်ပြီးမှကျွန်တော်တို့ဖြတ်မှတ်သူကျွန်တော်တို့ရှာရမှာဖြစ်ပါတယ်။အဲကြောင့်ဗျာဒကြီးပြောတာဒီမှာငားလေး Alpha PE Omega လေး PE အဆုံးနဲ့အဆောက်လေး PE တဲ့ ရှိတဲ့ခြေဒီကဘာမရှိတဲ့ခြေမှာရှိတယ်နောက်ဆုံးလေးတို့ဖြစ်တယ်လို့ပြောထားပါတယ်ကျွန်တော်တို့တွေပြတဲ့ခြေကိုပဲရှင်းတဲ့မှုဆိုတာအားရပါရရှင်းတဲ့မှုဆိုတော့ကျွန်တော်တို့ကြားမှာဖြစ်ပါတယ်ဘုကမှာရှိတဲ့ဟာကရှင်းတဲ့မှုဖြစ်ပါတယ်လို့ကျွန်တော်အားရတဲ့ဟာပြောပြရဖြစ်ပါတယ်အားလုံးကိုပြန်ရှင်းတယ်